င်ကျွန်တော်စကားတခွန်းပြောဖို့လူတွေဘိုလ်ချုပ်တော်မှာပေါ့သူ့ဆရာတွေမညံဘူးဗျအဲ့ဒီခေတုံကဒီနေ့ခေလူငယ်တွေညံမှာပေါ့သူတို့ဆရာတွေကလည်းမတော်ဘူးလေတိုက်ပြီးတိုးတက်ချင်လူငယ်တွေကိုယုံပါလူငယ်တွေကိုနေရာပေးပါလူငယ်တွေကိုခိုင်းပါတတ်နိုင်ရင်စေအင်ကောင်းတို့ရက်ွက်လူကြီးတို့လူငယ်တွေခန့်ဗျလူကြီးဆိုတာကြောက်တတ်တယ်လူငယ်ကပြုတ်ပြုတ်လှုပ်ရှားရှိတာလှုပ်တာလူငယ်ပြောကောင်းပါလေဟိုစာပြောပြောပွဲမှာ စာရေးဆရာပြောမဲ့သူတွေအားလုံးကတယောက်တယောက်လေးလေးဆဆနားထောင်မှတ်တနာလေးတွေမှတ်ယူတနာလေးတွေယူကဲကျွန်တော်မထင်မရှားမွေးလာချသူများအကြောင်းမပြောခင်ကျွန်တော်အောက်ကနှုတ်ထောင်းလေးလှုပ်ထလာပါဘောနော်ကိုကြီးမညောပြောတယ်ဗျအင်္ဂလန်ကျွန်တော်အိန္ဒိယနိုင်ငံမှာတော့မိသားဝင်ကြီးကိုကုလန်ပုဆိုင်ဝင်ကြီးဖြစ်ပြောင်းတဲ့အခါညင်းတယ်တဲ့အဲအင်္ဂလန်ဗျသူတို့နိုင်ငံအလုံးလုံးချင်တာကိုကျွန်တော်နိုင်ငံအလုံးလုံးချင်တာမဟုတ်ငွေရှာချင်တာဗျ ဘယ်ဌာနပြောင်းပြောင်းပြောင်းလို့ရတယ်သူကဒီတော့မင်္ဂလာမင်္ဂလာဖွံ့ဖြိုးတိုးတက်တယ်မတိုးတက်ဘူးဆိုတာအလုံးလောက်တဲ့သူတွေဘလောက်များသလဲငွေရှာတဲ့သူတွေဘလောက်များသလဲပုံမူတည်တယ်ကျွန်တော်တိုင်းပြည်ကငွေရှာနေတာကိုအလုံးလောက်တယ်လို့အဓိပ္ပာယ်ဖွင့်နေတာတော့အမေရိကန်နိုင်ငံနဲ့တိုးတက်တဲ့နိုင်ငံတွေမှာငွေရှာတာမဟုတ်အလုံးလောက်ကြလာဗျကျွန်တော်ဒီလိုလာလာအလုံးလောက်ဖို့လာလား ျွန်တော်တိုင်းပြည်မှာကအလုံးလုံးချင်သူနဲ့ပြီးငွေရှာတဲ့သူတွေများလို့23နဲ့24နှစ်အတွင်းတိုင်းပြည်ချွတ်ချုံကြသွားတာအဲ့ဒါပဲမိသားတော်မှာကြောက်ရတယ်ဆိုတော့ကျွန်တော်ပြုံးမိတယ်ဗျကျွန်တော်အမေအမဲပြောတဲ့စကားရှိတယ်ငါတို့တိုင်းပြည်တိုးတက်မယ့်နေ့ကိုငါကြိုပြောမယ်တဲ့ယူနီဖောင်းဝတ်တွေကိုငါတို့ကမကြောက်တဲ့နေ့တိုင်းပြည်တိုးတက်ပြီတဲ့ ျွန်တော်အမေကရဲမပြောနဲ့နော်ဟိုခေတ်တော့ဆိုလို့ရှိရင်အရက်ထဲမှာသွာလာနေတဲ့ထုတ်ကြင်ကြင်ပြီးချိန်ကြောက်တတ်တဲ့စွာအားရှင်တော်အမေကကြောက်တာကျွန်တော်တို့အမကြီးကပြောတယ်ဒါအလွန်လေးစားစရာအကောင်းပါလေအပြောကောင်းတယ်သူ့အတွေ့အကြုံတွေပြောသွားတာရုပ်ရှင်တရုပ်ဆောင်တွေအကြောင်းပြောတော့ကျွန်တော်ရေဘူးတဲ့စာလေးရှိတယ်ပြဒွေခိတ္တလူပီးဆိုတာဒွေဆိုတဲ့ပုဂ္ဂိုလ်ကလောကကိုခဏလေးရောက်လာတာလူပီးကို ်သူပြန်သွားပြီလောကမှာသူဘာထားခဲ့တုံးတွေးစရာသိကောင်းနေကျွန်တော်တို့ရုပ်ရှင်သရုပ်ဆောင်တွေကပတ်စံအများဆုံးရတာအဲ့ဒီငွေချေးတွေကဖြူစင်းရလားစဉ်းစားစရာကောင်းတယ်သူတို့ကိုယ်တိုင်လည်းငွေရှာသူတွေပညာရှာသူတွေမဟုတ်ဘူးငွေနဲ့အတူတူပါလာတာတော့ဇာတိတပြည့်ပြည့်မှုတွေကြော်ကြားလူမှုတွေပို့လေလေပြောရရင်အရှင်ဘုရားခုလိုတရားပွဲတွေကျင်းပတဲ့အခါဆရာတော်ဘုရားပုံတွေကအောက်အပေါ်မှာမင်းသမီးပုံတွေအဲ့ဒီမင်းသမီးတွေ အချင်းစရိုက်ကိုလည်းလူတိုင်းအင်တာနက်ထဲမှာသိနေတာအပေါ်ကမိမပုံအောက်ကဖုံဖုံဖရားတွေရဲ့တရားကြော်ညာတတော်ကိုအထိပ္ပယ်အစင်မပြေဘူးဖရားဆိုလိုချင်တာတော့ခုနှစ်ငါစကားပါပဲရုပ်ရှင်လောကမှာလည်းငွေရှာခြင်းသူတွေငွေငွေလိုသူတွေဆင်းရတာနဲ့ချမ်းသာတာခွဲတဲ့နေရာလွယ်လွယ်လေးပဲဗျာငွေရှိခြင်းမရှိခြင်းကဆင်းရဲခြင်းချမ်းသာခြင်းကိုမပေါ်ပြဘူးငွေထက်လိုခြင်းနဲ့ဆင်းရဲတာပဲ ငွေတွေလိုချင်လိုချင်လိုချင်နေပြီဆိုတဲ့သူကဆင်းရဲနေသူပဲနောက်တစ်ခုဆရာမပြောသွားတယ်မြန်မာတွေမညံ့ဘူးတဲ့ကျွန်တော်တို့မြန်မာတွေမညံ့တာတော့တေချာတယ်ဗျဆရာမကြီးတော်ခွင့်မရနေတာခမရကျွန်တော်တို့မြန်မာတွေမညံ့ဘူးဘလောက်တော်လဲဆိုတော့ကျွန်တော်နှစ်ချက်သက်သေပြမယ်1990ရွေးကောက်ပွဲတတိုင်းပြည်လို့အော့အော်တောင်းနေဘလို့မဲထည့်ခဲ့တယ်လူတိုင်းသိတယ် တစ်သိတ်တော်တယ်ဒီလိုပါပဲပြီးခဲ့တဲ့2000နှစ်ဧပြီလဂျာပြရွေးကောက်ပွဲမှားခြင်းစရာကြီးဗျာမဲထက်တာမှားခြင်းစရာကြီးနော်ကျွန်တော်တို့ပြည်သူတွေမမဘူးမမကန်ကတောသူတောင်သားအစနိုင်ငံရေးမှာမညံ့တာ2017ဧပြီလဂျားပြရွေးကောက်ပွဲကြီးရင်တည်နိုင်တယ်တော်ခွင်လေးသာ ပေးလိုက်ပါ ပြပါလိမ့်မယ်ဆရာမကြီးမပူပါနဲ့2015 ဘိုးကျော်အောင်ဆိုင်ရဲ့နှစ်တရာပြည့်မွေးနေ့ပွဲကြီးကလည်းကျင်းပရုပ်ရှင်တွေကလည်းပေါ်ဖေဖော်ဝါရီလမှာဖြစ်မှာ ਉ ပြောစရာကြီးခင်ဗျာအဲ့ဒီအချိန်ရောက်ရင်တော့သူတော်တွေထမင်းဝ2015ကြာရင်သူကပြောင်းမြန်ဖြစ်သွားမှာ2015တော့မပြောတော့ပါဘူးပြီးခဲ့တဲ့2010မတိုင်ခင်ဟိုဘက်တုန်းကတော့သူတော်တွေအကျဉ်းချမသူတော်တွေထမင်းဝလောကပြောင်းမြန်ခစ်ဟိုဘက်ခစ်ဟိုဘက်ခစ် ဒီကနေ့ကနေရှေ့လျှောက်တော့တစ္ဆာဆိုင်ပါပြီမတူတော်တွေအချင်းကျသူတော်တွေထမင်းဝလောကတစ္ဆာမကြခင်ဆိုင်ပါလိမ့်မယ်ဆရာမရေကျွန်တော်တို့မပူကြပါနဲ့ကဲအော်ပြောစရာရှိတယ်ဆရာမလာမယ့်မတ်လ29ရက်နေ့ကိုတော်လန်ရင်းနေ့လို့သုံးသွားတယ်ဗျကျွန်တော်နည်းနည်းလေးကြောင်သွားတယ်တော်လန်ရင်းနေ့လာတက်မတော်နေ့လာတော့ကျွန်တော်လည်းမသိဘူးဆရာမရေ ပြက်ကြရင်ထဲမှာတော့ဆရာမတက်မတော်နေလို့ရေးတာဗျတော်လန်ရင်းနေမဟုတ်ဘူးဗျကျွန်တော်အဲ့ဒါတိတိကျကျရှာဖတ်အောင်မယ်ပြောပြရစီဗျအမှန်ကတော့ကျွန်တော်စာဖတ်ကြဗျကျွန်တော်အခုပြောချင်တာစာဖတ်ဖို့ပြောချင်တာကဲတက်မတော်ဖတ်ခဲ့ဘယ်သူလုံးဗျအဲ့လိုပြောနေတယ်မတရားဘူးဗျသူတယောက်တည်းပြောတယ်ဆိုကျွန်တော်တို့ကလည်းမတရားဘူးရဲဘော်၃ချိတ်လို့ဆိုကြပါစို့တယောက်တည်းပြောဗိုလ်ချုပ်ကလက်ခံမဲ့မတင်ဘူးနော် ်သူတယောက်တည်းထင်ပေါ်ကျော်ကြားလိုတဲ့သူမဟုတ်ဘူးနေပါဦးဘိုးကျော်အစံနဲ့တကွာအရဲဘော်၃ချိန်ထဲရပါတယ်လူ30ထဲမှာအများအပြည့်သူကចောင်းသားတွေဗျတက္ကသိုလ်ចောင်းသားတွေတမလို့ရဲ့ဖခင်ကိုရဲဘော်၃ချိန်လို့ပြောရင်တမလို့ရဲ့အဖေကရန်ကုန်တက္ကသိုလ်ចောင်းသားများတမကကျွန်တော်မင်းနေတယ်နော်ចောင်းသားတမကဥက္ကဋ္ဌဘိုးကျော်အစံကိုအောင်စံတခင်အောင်စံចောင်းသားတွေ နိုင်ငံရေးလောက်ရာကနေလက်နဲ့ကင်တဲ့နဲ့ထင်လို့လက်နဲ့ကင်ရတာနော်လက်နဲ့ကင်ပြီးခြောင်လို့နိုင်ငံရေးလောက်ကလည်းဝင်လာတာမဟုတ်ဘူးတွေးချီတပ်ပြည်အတွက်အလုံးလုံးချင်းလက်နဲ့ကင်တာဗျာစီးပွားဖြစ်ချင်းလို့လက်နဲ့ကင်ပြီးနိုင်ငံရေးလောက်ကလည်းဝင်ရကြတာမဟုတ်ဘူးတမတော်ရဲ့တည်တည်တဲ့နေရာရန်ကုန်တက္ကသိုလ်ကျောင်းသားများတမကအဲ့ဒီကျောင်းသားတမကကျောင်းသားတွေချရဲဘော်၃ချိတ်ဖြစ်တာရဲဘော်၃ချိတ်ချတမတော်နေ့ သို့မဟုတ်တော်လိုင်းရင်းနေဆိုတာဖြစ်လာတာကျောင်းဆရာမရေကျွန်တော်အောက်ကထိုင်ရင်းနဲ့ကျွန်တော်ပြုံးလဲပြုံးမိတယ်ခေါင်းလဲညှိမ့်မိတယ်တက်မတော်ရဲ့ဖခင်အစ်စ်ကတော့ကျောင်းသားတမကတွေပါဒါကြောင့်ကျောင်းသားတမကတွေကျေးဇူးရှင်ကိုပြစ်မှားနေသေးသေးတော့မတိုးတက်နိုင်တာသိကြပါရခင်ဗျာကဲဒါကတော့ကျွန်တော်ဏိဒန်းလေးပြောတာကျွန်တော်ပရိသတ်ကြီးကိုခွင်တောင်းစရာတစ်ခုရှိတယ်ဗျကျွန်တော်မကြိုက်တာလေးတစ်ခု ပေးတဲ့ကြီးသဘောတူမှကျွန်တော်ကြိုက်ချင်းမကြိုက်ချင်းကိုကျွန်တော်ပြောမှာပါဒီလိုဗျဒါကျွန်တော်အမိုင်းရှိပြောမှာကျွန်တော်မမျော်မလင့်ဟိုတနေ့ကအမျိုးသားကစားရုံမှာစကားပြောခွင့်ရတယ်ဆရာနော်မိုင်းအမျိုးသားကစားရုံဆိုတာအမတို့အကယ်ဒမီယူခဲ့တဲ့နေရာတွေသွားခဲ့တဲ့နေရာတွေကျွန်တော်ကြည့်တယ်ကျွန်တော်ရှေ့ဆုံးခုမှာထိုင်ရတာအော်တစ်ချိန်လုံးကဒီနားထိုင်နေလူတွေဘယောက်တော့မှမသိတော့ဘူးလို့ကျွန်တော်စိတ်ထဲမှာလေဒီလိုပဲနော်ကော့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 ကန်ကား ကောက်ကောက်ကန်ကန်ဆိုတာဘိုက်ကြီးတကားကားကိုပြောတာပေါ့ဗျာကိုဝန်တယ်ရကြာနာယောက်ျားတွေကရှေ့မှာထိုင်ကြပြုတ်ကြထားတော့ကျွန်တော်စတိတ်ခုံမတက်ပြီကျွန်တော်စကားပြောတော့ဒီလိုခုံလေးကမမြင်ဘူးဗျာပုတ်ပူလေးဗျာအမျိုးသားကားစားရုံကစတဲ့ကပုတ်တယ်တော်တော်ပုတ်တယ်အော်တန်ဝေကရစရာကောင်းလိုက်တာအမျိုးသားကားစားရုံနဲ့ပါလေရုပ်ရှင်တရုပ်ဆောင်တွေစုပေးတဲ့အခါအဲ့ဒီခေပြန်ကြားရေးဝန်ကြီးစကားပြောတော့ဒီလိုစတိတ်ခုံနဲ့ပြောတာလေ ဲ့ဒီကုံလေးကထူးထူးခြားခြားပုတ်နေတယ်ဗျာသိလားကျွန်တော်ကအရက်တော်ရှည်တဲ့သူအဲ့ဒီမှာရင်ကျွန်တော်အတွေးလေးတစ်ခုရကျွန်တော်ဒီလိုခုံကြီးကိုမကြိုက်ဘူးဗျမကြိုက်တဲ့အကြောင်းရင်းကျွန်တော်ပြောပါမယ်၃ချက်တိချက်ကတော့1949ဇူလိုင်လ16ရက်နေ့မှာဘိုးကျော်အောင်ဆန်းတို့လှုပ်ကြံခံရတဲ့နေ့ခင်မောင်ရင်တို့ကတနင်းတို့မောင်နီတို့အဲ့ဒီအုပ်စုပါ ကလုံးစောခိုင်းစေချင်အရာအတွင်းဝင်များယုံကိုဘုကျောင်းစာခန်းနဲ့ဝင်တက်နဲ့နဲ့ဖြစ်တဲ့အချင်းဘုကျောင်းရှိမှဒီလိုခုံရှိတယ်ယူပုံတရံခုံရှေ့မှာလဲအကာယံကြီးနဲ့ကြီး73ချက်တင်တာတစ်ပင်တွေစိုက်ပြီးနေချင်းခဲ့တဲ့ကိုအောင်ဆန်းကြီး73ချက်ပဲစိုက်ချင်းခံရရတယ်နော်အဲ့ဒီနေရာပြစ်ချီကျောက်တော့ဘုကျောင်းဒီလိုခုံကြီးရှေ့မှာအကာယံရှိရနေဒီလိုမပုံးလေဘူးဗျာဖျား တကယ်ဗျာဒီလိုခုံကြီးရှိတယ်ကိုအောင်ဆန်းရဲ့အဲ့ဒီချိန်တော့သခင်အောင်ဆန်းပေါ်စစ်တင်နာပရိကျုပ်ဘဝထွက်ပြီးဖဆပလာဩခတာလောက်တာပဆန်ရှာရာမုံတိုက်ပြီးတွေ့အလုံးလုံးချင်လို့သူကတစ်ဒါကြောင့်ဒီခုံကြီးမြင်နိုင်ဘိုလ်ချုပ်ကိုလွမ်းတယ်နှစ်ကျွန်တော်တိုက်ပြီးဖြတ်ခဲ့တာအဝေးမပြောနဲ့ဒီခုံဗျာဒီခုံဒီခုံလောင်နဲ့တုတ်ကမြခေါင်းဆောင်နေရသူ့ကိုယ်သူလည်းမယုံ ပြည်သူကိုလည်းမယုံတနတ်နယ်များပြည်ရင်ငါပုံရအောင်သူကြီးကာကြီးလှုပ်ထားတာဒါကြီးွယ်မြက်ွယ်ကြီးကိုကိုကိုမယုံကြည်တဲ့ခေါင်းဆောင်တွေဒါနဲ့ပြောခဲ့ကြတာနော်ပြီးခဲ့တဲ့နှစ်90နီးပါးပေါ့ဒီနေ့ခေတ်တော်ဆန်းစုကြည်စကားပြောလူခုံမပါဘူးနော်ခတင့်တင့်မယ်အော်စကာစုပွဲပါတယ်မှာလူခုံနဲ့မပါဘူးနိုင်ငံတကာမှာရှိတဲ့ခေါင်းဆောင်တွေပြည်သူချစ်တဲ့ခေါင်းဆောင်တွေဒီခုံမသုံးဘူး ပြည်သူအချစ်ကိုမခံရဘဲကိုယ့်ကိုယ်ကိုမျက်နှာပြောင်တိုက်ပြီးတက်တဲ့ခေါင်းဆောင်တွေကဒီခုံသုံးခဲ့ကြတယ်။နှစ်ချက်ရှိပြီးမကြိုက်တာ။နောက်တစ်ချက်ကဒီခုံရဲ့ပတ်လည်မှာတလက်မကိုနှစ်လက်မလောက်ရှိအကာကြီးကာထားတာဗျ။ခေါင်းဆောင်ဆိုတဲ့ပုဂ္ဂိုလ်ကဒီဒေသရောက်လာဒီဒေသအကြောင်းကောင်းကောင်းမသိဘူး။သူလက်ဆောင်ယူဖို့ရောက်လာတာ။ဟုတ်သူကအဲရောက်လာပြီးတော့ဘာပြောရမှန်းလည်းမသိဘူး။အစင်းနေရထားတဲ့စက်ကိုတင်ထားရလား။သူခင်ဗျငုံငုံပြီးဖားရလား။ तू မတတ်တာလူသိမှာဆိုလို့ကာထားတာပညာမဲ့တွေအတွက်လှုပ်ထားတဲ့ခုံဒါကြောင့်ကျွန်တော်ပြီးခဲ့တဲ့3လလောက်ကစပြီးဒီလိုခုံမြင်နိုင်ဒီလိုခုံကြီးကိုကျွန်တော်ဖယ်ခြင်းတယ်ဒီခုံကြီးကိုမြင်နိုင်ကျွန်တော်လေမဆလာနဲ့နာအဖာကိုမြင်တယ်ဒီလိုမဆလာနဲ့နာအဖာကြီးကိုဟောဝဲဝဲလွန့်ပြပြီးဒီမိုကရေစီအနည်းရဲခုံလေးပေါ်ရွှေ့ခွင့်ပြုပါလို့ကျွန်တော်ဆိုပါတယ်ခင်ဗျာ